โอเคအားလုံးပဲမင်္ဂလာပါဘုန်းတော်ကြီးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီကျွန်တော်ဟိုဘက်ကကျွန်တော်ပြောခဲ့တဲ့ကျွန်တော်ဖြီးဖြီးတော့ဘုန်းတော်ဒီဒါမျိုးအားလုံးကကျွန်တော်ဒါမျိုးအားလုံးကဒါမျိုးခဲကောင်းနဲ့ဖြုတ်ရမယ်လို့ကျွန်တော်ပြောတာပဲဗောနော်ဒါမျိုးအဲဒါမျိုးဆက်ခဲ့တဲ့ဒီ USB ကောင်းကျွန်တော်ဒါမျိုးခဲကောင်းနဲ့ဖြုတ်ရမယ်လို့ကျွန်တော်ပြောတာပါတယ်အခုဒါကျွန်တော်ခဲကောင်းနဲ့ဒါဖြုတ်ပြပါဗောနော်ဟိုဘက်နေရကျွန်တော်ဒီဒီ USB ကောင်းကျွန်တော်ခြေခဲနဲ့ဖြုတ်ထားပါ ဒါဒီဗီဒီယိုမှာတော့ကျွန်တော်ဒါမျိုးခဲခွန်တိုင်းဖြုတ်ပြန်မှာပေါ့နော်ဒါမျိုးခဲခွန်တိုင်းဖြုတ်ပြန်မယ်အကဲကျွန်တော်တို့ဒီကောင်းလေးကိုကျွန်တော်တို့ဒါဒီကောင်းလေးကိုကျွန်တော်တို့ဒါမျိုးဟီကန်နဲ့ဖြုတ်ပြတဲ့ဗီဒီယိုကြည့်နေနေဆိုရင်ဒါမျိုးဟီကန်နဲ့ဖြုတ်ပြတဲ့ဗီဒီယိုကြည့်နေထုံးတဲ့နေကျွန်တော်ဒီဗီဒီယိုနောက်ဆုံးမှာကျွန်တော်ပြပေးတာမယ်အဲမှာသွားရောက်ပြီးတော့ဝင်ကြည့်သွားနိုင်မနေပေါ့နော်ဝင်ကြည့်တော့နိုင်နေမှာပေါ့။အခုဒီကောင်းလေးကျွန်တော်ဘယ်လိုဖြုတ်ရမလဲဆိုရင်အရင်ဆုံးကျွန်တော်ဒီခဲပေါ်ကိုကျွန်တော်တန်ရှင်းလိုပါမယ်ပေါ့နော်။ ta đâu thêm chú gì bác ta đâu thêm chú gì đâu ok ta đâu có lại mới được nó đánh nó chia sẻ nó cái tí khế gọt thì nên nếp dòng hoài hay bỏ nó thì chưa sẽ bị con đi ông ạ con ông chứ ဲ့လိုမျိုးငုပ်လေးပိုင်းတော့ဒီငုပ်လေးကတော့အရင်တော့ခဲလို့ပြန်ရမယ်ကျေရုပ်ဒိုင်းဒီပေါင်းလို့ဒီအရင်ဆွမ်းမှုတော့ဘောနော်ဒီအရင်ပြောင်းလာတယ် မျိုးပြည်ရင်ကျွန်တော်ဒီ note တွေပြုတ်ခိုင်းပါတော့အဲ့လိုလေကျွန်တော်ဒီ online ကဒါကျွန်တော်ဘယ်လိုလုပ်လဲဒီ online နေလက်ကပက်ကပက်ဒီထက်လက်တစ်ဖက်ကဒီကျွန်တော်ဒီ online လို့လမ်းနေပါတော့နောက်တစ်ဖက်ကဒီအောက်ကဒီ note တွေကျွန်တော်အရင်ဆုံးခဲတူပြီးဒီ online ကိုဆွဲပြုတ်တယ်ဖြုတ်ပြီးတော့မှပြချက်တော့မှဒီပြန်ဒါမျိုးခဲတွေနဲ့ပို့ပေးလိုက်ပါတော့โอเคတော်လို့ဖြုတ်ခိုင်းပါတော့ ဒီလိုလေးဖြိုးထားပါတယ်ကျွန်တော်နောက်ထပ်တန်းကိုကျွန်တော်ဒီနေ့တိုင်းကျွန်တော်ထပ်ပြုတ်ပြရမယ်ပေါ့နော်အဲဒါကျွန်တော်ဒီတိုင်းလေးခေတိုးလိုက်တော်ဒီနေ့ခဲလို့ပြန်ပြန်ကျွန်တော်ဒီကောင်ကြီးကသူ့ကိုပြန်လာပါတော့။ဟိုနေနေဒီကောင်တွန်းလိုက်မယ်။ အဲ့တော့ဘောင်းကြီးတိုင်းတွန်းလာတယ်။တင်းကြီးကောင်းလို့ဆွဲပြမယ်။ဒီကောင်းတဲ့ကောင်းတဲ့အပေါ်လမ်းပိုက်ပေါ့နော်။အစမ်းတော့ကျွန်တော်ကောင်းတဲ့ရှေ့ကန်နေပါဘူး။ကောင်းတဲ့အပေါ်လမ်းပိုက်လမ်းပိုက်ဆိုတော့မှဒီကောင်းလေးကျွန်တော်အချိန်ချင်းလေးဆွဲကြည့်ပေါ့နော်။ဒီကောင်းတဲ့အပေါ်လမ်းပိုက်ပေါ့နော်။ချမ်းလေးရှေ့ရှေ့ရတဲ့လမ်းပိုက်ပေါ့နော်။ ရှေ့ရီတိုင်းလမ်းသွားပြီရှေ့ရလမ်းမှာကျွန်တော်ဒီနောက်ကဟာလေးပြန်ပြီးခဲတော့မှာပေါ့ ဒီလို design လေးဖြုတ်ခဲ့ပါတော့အခုဒီဘက်ကကောင်းလေးပြန်ပြုတ်တယ်နော်โอเคဒီကောင်းလေးကိုပြန်တက်ပြရမယ်ဒီကောင်းရင်ကျွန်တော်ဒီမှာတက်လိုက်မယ်ဒီ design လေးကိုနားမလို့ဒီရှေ့အပေါက်ကလေးကိုအရင်ပြန်တက်ကြမှာပေါ့နော်အရင်ဒီပေါက်လေးကျွန်တော်ခေရင်ပြောင်းလိုက်ထိုးလိုက်မယ် အတန်းထူထူပြီးတော့ဒီရှင်းဟာလေးအရင်တန်းပါနော်ကျွန်တော်ဒီဘက်ကကောင်းတယ်ပြင်ဒီဘက်ကကောင်းထက်တယ် ီကောင်းတဲ့အတိုင်းကဲလိုက်ပြီကောင်းတဲ့ဒီဇိုင်းကဲလိုက်မှပြီးကြမှာဒီနောက်ကငိုလေးတင်ဒီဇိုင်းပြန်တို့ပဲနော်ဒါကလေးနဲ့ဖြီးတာပေါ့နော်ဒါကလေးနဲ့ဖြီးပြီးတော့ရင်းရင်းလို့ပါဒါလည်းနော်ဒီမှာခဏလေးနော်ဒီမှာကျွန်တော်ကောင်းကူပြန်တက်သွားပြီလို့နော်ခင်နောက်တစ်ကောင်ကျွန်တော်ပြန်တက်ပြန်မယ်ခုကတော့ကျွန်တော်နောက်တစ်ကောင်တက်ပြန်နောက်တစ်ကောင်ထပ်တင်မယ်ဆိုရင်တော့အရင်သူဒီကောင်းပေါ်မှာကျွန်တော်ခဲလေး ရှင်းနေလိမ့်မယ်မနော်ဒီကောင်းမှမခဲလေးရှင်းအဲ့ခဲလေးတွေမနော်ကျွန်တော်တောင်ရခဲကောင်းနေရှင်းလိုက်မယ်မနော်ခဲရှင်းလာတယ်မခဲကောင်းနေတော့ခဲလေးအရင်ဆုံးခဲကောက်ကိုဆွဲအောင်လို့ဆွဲအောင်လို့မှတိုင်းတော့စက္ကန့်နောက်ကိုဆွဲချလိုက်ရရပေါ့နော် ခဲလေးတွေနဲ့ခဲပြီးတော့ကျွန်တော်ဒီမှာဒီရှင်းပါနော်အပေါက်လေးရှင်းပါနော် ဒီတိချင်းအပေါလိချင်းအေးပေါလိလိုတပန်းကိုရာဆိုင်လိမ့်မယ်ငိုတပတ်တော့ဝန်သွားရောတပန်းကိုရာဆိုင်ဆိုင်ပြီးဝန်သွားလိုက်ပုံကျွန်တော်ခဲရီခဏပြန်မပြောင်းလို့ကျွန်တော်ရောင်ရောင်လေးတိုးထားတယ်ခဲရီနည်းနည်းလေးတိုးထားတယ်တိုးပြန်ကျွန်တော်ဒီဘက်ငိုဒါမျိုးခဲနဲ့အပူပေးပြီးတော့ဒါမျိုးအပူဆွဲထုတ်ပါမယ်နော်ဒီဘောနဲ့တူလည်းနဲ့ဖြီးပါ ဖြီးပြီးတော့မှနော်ဒီဘက်ငုတ်ကိုခုဘက်ငုတ်ကိုပြန်တို့မယ်ပို့ပြီးတော့မှနော်ဒီနောက်မှာဒီနောက်ကငုတ်လေးအခုမထီးသေးဘူးနော်ပြန်မှကျွန်တော်ဒီနောက်ကဒီနောက်ကငုတ်လေးကျွန်တော်အောက်ကခဲရတယ်တခြားလေးပြန်လာလိုက်မယ်ဘူးနော်ခေတ်အောင်ရအောင်ကိုဖြီးချပေးတယ်ကော။ဖြီးတာကလည်းနော်။မြည်တာပါပဲ။ ကိုဒီနေ့နဲ့ကျွန်တော်ခဲဆိုပါတယ်ဒီနေ့မှကျွန်တော်တို့ခဲရပဲတိတ်မဆွေးဘူးဆိုရင်ကျွန်တော်တို့ဒီပိုးလေးကိုကျွန်တော်ထင်းရှူးစီလေးထည့်ပေးပါတော့ထင်းရှူးစီလေးနဲ့ကျွန်တော်တို့အစီအပြေပါတယ်ထင်းရှူးစီရှင်ထင်းရှူးစီလေးထုတ်ပေးပါโอเคကျွန်တော်ဒီဗီဒီယိုလေးကျွန်တော်ဒီမှာပဲအဆုံးသင်ပါမယ်မရှင်းနိုင်ရှင်ကောင်းမွန်ပါမိခင်ဒီဗီဒီယိုလေးချန်နယ်တိုင်းကျွန်တော်ဒီဗီဒီယိုလေးအောက်မှာ like ဆိုတာပေးခဲ့ကျွန်တော်ဒီလိုလေးစင်းနဲ့ပတ်သက်တဲ့ပူပူတာရှိတဲ့ဗီဒီယိုလေးကြည့်ချင်တယ်ဆိုရင်ကျွန်တော်ဒီ channel လေးကို subscribe လုပ်ပေးလို့ရအောင်အားလုံးပဲ bye bye